နာဇီတွေရဲ့ပြောင်မြောက်လာတဲ့တီထွင်ဖန်တီးမှုနေပညာများမေဂလာပါပြည်သက်ကြီးတို့ရဲ့တိပ္ပံပညာဆိုတာကဘာကြီးပေါ်လူသားတွေစတင်ရောက်ရှိလာတဲ့အချိန်ကတည်းကရှိခဲ့တာပါ။ဒါကြောင့်လူသားတွေဆိုတာတီထွင်ဖန်တီးသူတွေဖြစ်ဖို့ဝင်ဖွာလာတာလို့ပြောကြတာပါ။အခုနောက်ပိုင်းလူသားတွေနေရာမှာဆက်ရုပ်တွေအစားထိုးလာခဲ့ကြပြီးတော့မျိုးသက်တဲ့လူသားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေထိုင်မိုင်းလာကြတာဖြစ်ပါတယ်။နေပညာရဲ့လို့သိပြီးမဖွင့်ပြိုးမီကာလတွေမှာလူသားတွေအတွက်ကိုတုကိုချုံပြီးတော့တီထွင်ဖန်တီးမှုတွေအများကြီးလုပ်ခဲ့ပါတယ်။ဖန်တီးမှုတွေဟာလည်းအစဉ်တန်းမြင်ပြီးတော့နောင်လာနောင်သားတွေအတူယူရမယ်လက်ရာမျိုးတွေကိုပဲဖန်တီးခဲ့ကြတာပါ။ ယနေ့မှာတော့ရှေးရခိုင်ခေတ်ကနာစီတွေရဲ့ပြောင်ပြောင်လာတဲ့တီထွင်ဖန်တီးမှုတွေကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဤပညာနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစက်တည်းမှာပဲကျွန်တော်တို့ရဲ့ရှေးစည်းကအနာရီမဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းအများကိုပြသမြတ်တော့အမြဲတမ်းလိုလိုတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင်း like and subscribe လုပ်ထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာ။ပထမဆုံးအနေနဲ့ Secret Vampire ဆိုတဲ့ပြည့်မှတ်ညှိစက်ပဲဖြစ်ပါတယ်။အဆိုပါဆဟာအနည်းရောက်ရောင်ကြီးနဲ့အလုတ်လုတ်တဲ့ညာချိန်မြင်ကွင်းကြီးစက်တစ်ခုဖြစ်ပါတယ်။ ဒီစာကိုဖန်တီးထုတ်လုပ်ခဲ့သူကတော့ကားစီဖြစ်ပြီးတော့1944 45လောက်မှာစတင်ထုတ်လုပ်ခဲ့တာပါဒီစက်ကိုတော့ဂျာမန်တပ်သားတွေအများဆုံးအသုံးပြုခဲ့ကြပါတယ်အဆိုပါစက်ကိုအဓိကအားဖြင့် STG 44တနက်တွေပေါ်တွေမှာတက်ဆင်လေးရှိပြီးတော့တခါတရံမှာတော့ MG 42စက်တနက်တွေပေါ်မှာလည်းတွေ့ရတာပါတယ်ဒီစက်မှာမြန်ဆန်တက်ကြွတဲ့အနည်းရောက်ရောင်ကြီးနီးပညာတွေပါရှိတာဖြစ်ပါတယ်ဒီစက်ကိုသုံးဖို့အတွက် Blitzlick Grand လို့ခေါ်တဲ့အနည်းရောက်ရောင်ကြီးအလင်းအိမ်ကြီးကိုတော့စစ်သားရဲ့ရေဘက်မှာတက်ဆင်ထားရပါတယ် ဒီလေးရင်ကမျက်စိနဲ့မမြင်နိုင်တဲ့အနည်းအောင်ရောင်ကြီးလှိုင်းတွေကိုထုတ်ပေးပြီးတော့အဲ့ဒီအရာကိုဗမ်ပိုင်ရမြင်ကွင်းဆက်ကဖမ်းယူပြီးနောက်မှာရန်ပင်ကိုပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။ဒီနီးလန်းနဲ့လောကမှောင်မိုက်နေတဲ့အချိန်မှာတော့ရန်သူကိုမြင်တွေ့ရပါတယ်။ဆက်ရဲစုစုပေါင်းအလေးချိန်ဟာ15ကီလိုဂရမ်33ပေါင်ခန့်ရှိပါတယ်။ကြောဘက်မှာလည်းဘက်ထရီဆက်တစ်ခုပါဝင်ပြီးတော့မြင်နိုင်တဲ့အကွာအဝေးကတော့100-150မီတာခန့်လောက်ရှိပါတယ်။အဆိုပါဆက်ဟာစစ်သုံးညမြင်ကွင်းဆက်တွေတဲကမှပထမဆုံးအစမ်းအနေနဲ့အသုံးပြုခဲ့တဲ့ဆက်တွေတဲကတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဂျာမနီနိုင်ငံရဲ့ရှုပ်ဝဲနျူကလ িয়ার စမ်းသပ်မှုအစီအစဉ်တစ်ခုဖြစ်တဲ့ Urani အဖွဲ့စီမံကိန်းပဲဖြစ်ပါတယ်။ Urani အဖွဲ့ဟာဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီဂျာမနီကရှုပ်ဝဲစွာလုပ်ခဲ့တဲ့နျူကလ িয়ার စီမံကိန်းတစ်ခုပါ။၎င်းရဲ့ယူရချက်ကနျူကလ িয়ার စွမ်းအင်ကိုလေ့လာဖို့နဲ့အစွမ်းထက်လက်နက်နျူကလ িয়ার ဘုံတီထွင်နိုင်မလားစမ်းသပ်ဖို့ပါပဲ။စီမံကိန်းစတင်ခဲ့တဲ့အချိန်ကတော့ဂျာမနီကပိုလန်ကိုကျူးကျော်ပြီးတဲ့နောက်1939စက်တင်ဘာလပဲဖြစ်ပါတယ်။1938ခုနှစ်မှာနျူကလ িয়ার ကွဲထွက်ခြင်းကိုအော်တိုဟန်နဲ့ Fred Sutterman တို့ကရှာဖွေတွေ့ရှိခဲ့တာကြောင့်လူစိတ်ဝင်စားမှုများလာခဲ့ပါတယ်။ဒါကြောင့်ဂျာမနီစစ်တပ်ကနျူကလ িয়ার ဘုံးဖြစ်လာနိုင်တဲ့အန္တရာယ်ကြောင့်စီမံကိန်းကိုစတင်ခဲ့တာပါ။စီမံကိန်းမှာပါဝင်တဲ့သူတွေကတော့ Nobel ဆုရှင် Werner Heisenberg, Otto Hahn, Kardenbach, Gottfried Rene နဲ့ Valerie Sacker တို့ပဲဖြစ်ပါတယ်။အချို့သောထင်ရှားတဲ့သိပ္ပံပညာရှင်တွေကတော့နာဇီအုပ်ချုပ်မှုကြောင့်ပြည်ပေးခဲ့ရပြီးတော့တချို့ကတော့နိုင်ငံတွင်းမှာပဲအလုပ်လုပ်နေခဲ့ရပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာ Uranium နဲ့ Heavy Water ကိုသုံးပြီးတော့ Nuclear Reactor တိုက်ဆောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ ယူရေနီယံ235ဒါမှမဟုတ်ပလူတိုနီယံကိုထုတ်လုပ်ပြီးတော့နျူကလ িয়ার ဘုံတိစောက်ဖို့လည်းကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဂျာမနီကလုံလောက်တဲ့ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့တဲ့အတွက်မအောင်မြင်ခဲ့ပါဘူးဒါပြင်သိပ္ပံရေးအဖွဲ့တွေအကြားငင်းပွားမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်ဒါပြင်အမေရိကန်နဲ့ဗီဒိန်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် heavy water ဆက်ယုံပြတ်စီးခဲ့ရပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့ဂျာမနီကနျူကလ িয়ার ဘုံမထုတ်လုပ်နိုင်ခဲ့ပါဘူး1945ခုနှစ်အထိအလုပ်လုပ်ခဲ့ပေမဲ့လက်ပတ်နေတဲ့ရီယက်တာတစ်ခုတောင်မတိစောက်နိုင်ခဲ့ကြပါဘူးစစ်ပြီးသွားတဲ့နောက်မှာ Operation Avison အောက်မှာတိုက်ပွဲများရှင်တွေကိုအမေရိကန်နဲ့ဗြိတိန်တို့ကဖမ်းဆီးခဲ့တယ်။နောက်ဆုံးမှာတော့ဂျာမနီရဲ့အရေးအမြင့်နှဲပါခြင်းနဲ့စီမံခန့်ခွဲမှုမပြည့်စုံခြင်းကြောင့်တိုက်ပွဲတိုးတက်မှုတောင်မရလိုက်ပါဘူး။ဒါကြောင့်ဂျာမနီလူမျိုးနာစီတွေဟာညံရီထက်မြက်ပြီးတော့တီထွင်ဖန်တီးမှုမြင့်နေဆိုတာအခုမျှဝေပေးခဲ့တဲ့ဤပညာတွေကမိမောင်းထုတ်ပြနေပါလေ။ဘေးစလိုအနေနဲ့ဤပညာနဲ့ပတ်သက်လို့အခြားသိလို့တဲ့အကြောင်းအရာလေးတွေကိုကုမ္မမာရေးသွားပေးခဲ့ကြပါဦး။ကျွန်တော်တို့ channel ကအကြောင်းအရာတွေကိုဖန်တီးတိစပ်ပေးတော့မှာပဲဖြစ်ပါလေ။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းလေးတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ